ျက်ပါလားဗျအဲအဲ့လိုနဲ့တပည့်တော်တရက်စာတရက်စာကိုဖြည့်ဆင်းရတယ်ပဲအဲတပည့်တော်အဲဒီလောကကတတ်မှတ်ထားတဲ့ပိဋကသုံးပုံဆောင်ဓမ္မဘာနာကဤကဆိုတာဒီဖြစ်လာတာပါဗျာအလုံးနဲ့ဝန်သားပြန်ကောင်းမှာအဲ့လိုပဲအဲ့လိုပဲအခြားတစ်ဖက်မှာလည်းပဲတပည့်တော်ဒီညဆောင်ပြရဲ့ ဟောထားတဲ့တရားတော်တွေကိုပေါ့နော်အမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေနဲ့ပတ်သက်ပြီးတော့အတပည့်တော်တို့ကသိဖို့ရာအတွက်အသိဉာဏ်လေးရှိရဗျာအဲဒီအသိဉာဏ်လေးရှိတာကဘယ်လိုရှိလဲဆိုတော့အတုတ္တမယဉဏ်အဲတရားနာရင်လေဒီလိုချမ်းသာပါခင်ဗျာဘာကြောင့်လဲဆိုတော့တရားနာတဲ့အခါမှာဒီကြားနာပြီးတော့လောကရဲ့အဓိပ္ပာယ်ကိုအဲတပည့်တော်တို့ ဘုရားရဲ့လမ်းစဉ်အနေနဲ့အိဗေပေါက်သွားတဲ့အခါမှာတူတမေယညာဆန်တဲ့အဲတပည့်တို့ချမ်းသာတယ်လေဗျာပြီးတော့စိန်တမေယစိန်တမေယဆိုတော့မြတ်စွာဘုရားခေါ်ထားတဲ့တရားတော်ကိုတူတော်ကောင်းတွေစီကကြားနာရပြီးပြီဆိုရင်တပည့်တို့ကိုယ်တိုင်တွေးတာပေါ့ဗျာအဲကိုယ်တိုင်တွေးတယ်ဆိုတဲ့အခါမှာလည်းပဲတပည့်တို့ချမ်းသာမှုလွတ်မြောက်မှုရတယ်ဟာအဲတော့ချမ်းသာမှုလွတ်မြောက်ရတယ်နောက်တစ်ခုကတော့ ီးတော့အဲ့ဒီကြားထားတဲ့ဟာတွေကိုကြံစီမယ်ကြံစီပြီးတဲ့ဟာတွေကိုဘာဝနာမရလို့ခေါ်တယ်ဒီလိုပွားပွားလို့ဒီတိရတဲ့အတိကတော့အမောင်များဆုံးပေါ့ဗျာအဲ့လိုဆိုတော့ဒီလိုဒီဒီလိုရဲ့ဗုဒ္ဓဘာသာဒီလိုမြတ်စွာဘုရားရဲ့တရားပိဋကသုံးပုံဟာတုတ္တမယညာမှာလည်းပဲလွံ့မြောက်မှုရှိတယ်ဗျာအစိတ်တမယညာမှာလည်းလွံ့မြောက်မှုရှိတယ်ဘာဝနာမယညာမှာလည်းလွံ့မြောက်မှုရှိတယ်အဲ့ဒီလွံ့မြောက်မှုညာတွေရှိတယ် ရှိတဲ့ခါကျတော့တပည့်တော်တွေလည်းပဲမြတ်စွာဘုရားရဲ့တရားတော်တွေကအ ਨੇ ဆုံးရှင်ပြမေတ္တာပို့တာဒီနားထောင်ရတာအစအဲဒီလိုတို့ကတတ်တဲ့အကြောင်းဖြတ်တဲ့အကြောင်းနေမဟုတ်ဘူးလေဗျာကိုစိတ်နေပြားကြားမှာချမ်းသာကြပါစီဆိုတဲ့မေတ္တာပို့တာလေးကစပါဏာတိပါတာဝေရမဏီသူတို့ကအတက်ကိုတတ်ဖြတ်ချမ်းမှာဆောင်ခြင်းပါဤဆိုလေးကစဒီလိုတို့အာဂုံလေးကိုနားထောင်လိုက်ရတာအစမေတ္တာပြီးပါတယ်လွံ့မြောက်မှုတွေပါတယ်ဗျာငြိမ်းချမ်းမှုတွေပါတယ်ဒါကြောင့်မို့လို့အဲ့ဒီ သုံးလွာလုံးမှာတပြိုတို့ငင်းချမ်းမှုတွေရှိတယ်အဲ့ဒီငင်းချမ်းမှုတွေရှိတာကိုလည်းတပြိုတို့ကကိုတို့အနေနဲ့တပြိုတို့ခံစားရတယ်ခံစားရတဲ့အားတွေကိုအဲတို့ဒီတက္ကະကမတွေအပေါ်မှာရောပြည်ထွန်းရဲ့လည်းမဟုတ်ဘူးပြည်ပရဲ့လည်းမဟုတ်ဘူးလေဗျာတပြိုတို့အဲတော့အခုတော့အရှင်ဘုရားဘီယန္နာဒီဖက်ဗန်เจ้าမှာအဲဆရာတော်ဥဒ္ဓကိတ္တကဘာသာပြန်ပြီးမယ်ဆရာတော်မြတ်စွာဘုရားရဲ့ အဲဒီတရားစကားလေးတွေလာပြောပေးလို့ရမလားအဲအဲ့ဒီလိုမျိုးပန်ရှော့လာတဲ့အတွက်ဒီလိုပဲလာလာဆိုတော့ဒီအဲဒီလိုခုနကဆရာတော်မေးတယ်လို့ယောဂီတွေဘယ်နှယောက်ရှိတာဒီပါဒီအဲ့ဒါကဒီလိုရဲ့အပိုင်းနေမဟုတ်တဲ့အတွက်ဒီလိုအပိုင်းကခုနလိုပဲဒီလိုကတုတ္တမယညာစေတမယညာဘာဝနာမယညာဆိုတဲ့ကိုကိုတိုင်းဖက်ကိုမဲ့ဒီလိုကရှုပြီးတော့ ရိသတ်တယောက်ပဲရှိရှိနှစ်ယောက်ပဲရှိရှိနိုင်ငံခြားပဲဖြစ်ဖြစ်ပြည်တွင်းပဲဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်အတူတူတော့တသားတယ်ပါပဲဗျာအဲအဲ့ရတော့ပြီးတော့နိုင်ငံခြားသာသနာပြည်ရဲ့လို့တော့အဲပြုတ်ဖို့ခွင့်ရခက်ပါတယ်အခုဆိုရင်2025အထိရှိပြီဘုံဘွန် TV ကဒါဓမ္မဗန္နာကာယူကလည်းရခဲ့ပြီအဲ့ကာလအတွင်းမှာဒီကနေ့အထိပေါ်ဘုံဘွန်ကမ္ဘာနိုင်ငံအသီးသီးဘယ်နှနိုင်ငံလောက်ကိုစပြီးတော့ကြွားခဲ့ဖို့ပါလို့လေဗျာ အဒီရောကဆယ်နိုင်ငံဝန်ကျင်တော့ရှိမယ်တဲ့နိုင်အဓိကတော့ဒီရောဒီအာရှတိုက်ကြီးပါပဲအာရှတိုက်ကြီးကနိုင်ငံလေးဒီနာအနီးတဝိုက်နိုင်ငံတွေပဲဒီရောရောက်ဖူးထိုင်မပဲနိုင်ငံလေးအမမတ်ရထိုင်လို့ကမ္ဘောဒီးယားလို့အဲပြီးတော့ဘူတန်ဒီမှာပြီးတော့အိန္ဒိယပေါ့ဗျာဒီမှာပြီးတော့ထိုင်ဝမ်စင်ကာပူဒီမှာအဲစင်ကာပူမြန်မာ အဲပြီးတော့မလေးရှားမရောက်ပါဘူးစင်ကာပူရောက်ရင်မလေးရှားမရောက်ဘူးမလေးရှားကဟိုစင်ကာပူဖက်ကန်းကနေပြီးတော့လန်တီတော့ပဲကျန်လာတင်မတ်တယ်မမမမတင်မတ်အဲအဲနောက်တင်ဒီတီရီလန်ကာပေါ့ဗျာအော်တင်မတ်ဗျာမမမအနောက်နိုင်ငံတွေတော့မရောက်သေးဘူးမမမမတင်မတ်တင်မတ်အဲတွေ့ရတဲ့ဝန်တာတွေကောင်းလို့ဘုံဘွင်းအခုလို့အဲခုနရောက်တဲ့ဆယ်နိုင်ငံမှာအဓိကအပူဇော်ခံသွားလာတာလားအခုလို့တာနာမျိုးခီးနေလာခဲ့ကြတာလား ပါရဉ္ဇဉ်များမယ်ဗျာ။ဟိုအားကတော့ဒီရောအိန္ဒိယကတော့ဒီရောမြတ်စွာဘုရားပွင့်တဲ့နေရာမို့လို့အဲဒီပြီးတော့အလေးအမြတ်ထားပြီးတော့ဒီရောမေတော်ကြီးကိုလည်းခေါ်ပြီးတော့ဟောမေတော်ကြီးလိုက်ပူတာဟုတ်တယ်မေတော်ကြီးလိုက်ပူတယ်ပြီးတော့ဒီပိဋကသုံးပုံပြီးသွားတဲ့အခါကျတော့နိုင်ငံတကာကအဲ့မှာပိဋကသုံးပုံရုပ်ဖတ်ပွဲဖြစ်အဲ့အဲ့မှာလည်းတပည့်တော်ကတွားပူဇော်လိုက်တယ်တွားပူဇော်တယ်အဲ့ပြီးတော့ ဟိုအဲ့လိုကိစ္စပေါ့နောက်တစ်ခါသီရိလင်္ကာကကြတော့အဓိရောလူမြတ်စွာဘုရားရဲ့အဲဆွဲတော့အဆက်ရှိတယ်ပေါ့နော်အဲဆွဲတော့အဆက်ရှိတာကိုအာယုံပြုပြီးတော့ပို့ပေးမဲ့တက္ကရာကမလည်းရှိတာနဲ့အဲဒီပြီးတော့ကအဲတွားပါဗျာအဲတွားလိုက်ပြီးတော့အဲဒါပေမဲ့တပြီးတော့ရောက်တဲ့နေ့မှာပဲဘုံကွဲတာတိကျတယ်ဒါပေမဲ့လို့တပြီးတော့ကမပြန်သွားပဲနဲ့တနေငံလုံးကို အလှဲ့လဲဘာကြောင့်လဲအထကရာဒီမှာကဒီအဲ့ဒီနိုင်ငံတွေအကြောင်းအရာတွေကများလာများအမမအဲ့ဒါတွေလည်းပူဇော်ရမ်းပေါ့ဗျာသူတော်ကောင်းတွေရဲ့အကြောင်းအရာတွေကိုပူဇော်ရမ်းတဲ့ဒီလိုတနေငံလုံး AC သွားပြီမပြလောက်လောက်ကြာပြီလေဒီနိုင်ငံမှာအမမတပတ်ချော်ချော်လောက်ကြာခဲ့ပါဒီလိုအခုလိုသာနာအတွက်အကြီးအကျယ်ဆောင်ရွက်နေတဲ့တိပိရကဆရာတော်တပါးလည်းဖြစ်တယ်။ကံမသာဆရာတော်လူလည်းနာမည်ရတယ်။တကယ်တော့ဓနုဆရာတော်တပါးအနေနဲ့ လွန်နှူးညံ့တဲ့ဒနုလူမျိုးတွေရဲ့အဲလှပတဲ့နေရာတွေအဲကြက်တိရှိတဲ့အလှတွေနဲ့တပြီးတော့တော်တော်များများဒနုကိုအဲငငယ်လေးရတိုင်းရှမ်းပြည်ရောက်တိုင်းဒနုလိုကြရင်ဘလူလည်းမသိဘူးတပြီးတော့ခံစားရပါအချစ်မိတယ်ပေါ့ဗျာအခုတော့ဖုံဖုံအပေါ်မှာလည်းသာနာအတွက်လုပ်တွေတကယ်လုပ်နေတဲ့ရန်တပေါ့ဖုံဖုံလှန့်ဆက်သွေးပြီးတော့တွေ့ဆုံရင်လည်းဒါမှမဟုတ်လူတိုင်းရင်လည်းဆိုရင်တော့ဖုံဖုံဖုန်းနံပါတ်တွေပါတော့ပြီးလို့ရတာဖုံဖုံနဲ့တွေ့ဆုံဖို့အတွက်အော်တွေ့ဆုံဖို့ အတွက်ကတော့အဲတပည့်တော်အဲကိုင်းနေတဲ့ဖုန်းနံပါတ်ကတော့39 99 39 99 2လေးလုံး2လေးလုံး93ခွန်ခွန်3ွမမတခြားနံပါတ်ကိုရှိသေးလားဘုံဘုံမမ39 39 43လုံး43လုံးမမ14 14 14 14哦လေးသုံးလုံးဒီလေးဒီလေးမမလာတယ်နော်ဒါ MBD ပေါ့ဘုံမမမမဒီနှလုံးမှာနောက်ထပ်ပေါ်ရှိသေးလား မမအဲ့အဓိကတော့အဲ့နှလုံးကြိုက်မှာလားဗျတင်မ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 ဗျာအခုလူဟုတ်တပြိတော့ဖမုံကိုပြေဆုံးတယ်လို့ကျန်တဲ့တပြိတကဆရာတော်ကြီးကိုတက်ရှိထင်ရှားဆရာတော်ဖရာကြီးများရဲ့နှုတ်ကပြောတော့ဘဝတမိုင်းလေးတွေပေါ့ဗျာမမမမကျန်တဲ့ဆရာတော်ပြောတော့တပြိတော့လုတ်တင်လားလုတ်မဲ့ဆိုတော့ဖမုံအနေနဲ့ဘလူးညာအကြံပေးလို့ပါလေအဲ့တပြိတော့ကတော့ဟိုအဲ့နေ့လေကဆံဖြားဆောက်တဲ့အတိုင်းပဲ ဒါတွေကခုခေတ်ကဟိုစာဥစာပေထက်လေမီဒီယာတွေကပို့ပြီးတော့ဒီပို့ပြီးတော့တိလွယ်မြန်လွယ်ပို့ကျဲ့ပြန့်လွယ်ပါဗျာအဲ့လိုဆိုတော့ဒီသာသနာတော်ကြီးရဲ့အရေးကြီးသာသနာတော်ကြီးရဲ့အဲကိစ္စအဝဝနဲ့ဒီကြီးညိုပွဲရာတွေကိုဆောင်ရွက်တာဖြစ်တဲ့အတွက်ဆောင်ရွက်တဲ့နေကိစ္စလို့တော့ဒီလိုမြန်ပါဗျာတမတမတမ ဆိုတော့အခုဘုံဘုံတပြည့်တော်နဲ့ပြောရတဲ့အတွက်အထူးမြန်မာနိုင်ငံသားတွေအထူးတန်ဃာတော်တွေမြန်ဘုံဘုံမိတ်ချားတဲ့စကလုံးများကိုရှင်းပြပေးပါအောင်ပြာဗာလိမန်ဒီအချိန်မှာမြန်မာနိုင်ငံနဲ့ဘုံဘုံရဲ့တိပိဋကဆရာတော်တပါးရဲ့တသက်တာမှတ်မိတော့တဲ့အမိန့်လေးတွေပေါ့ဗျာအစိုးမိန့်လေးတွေပေါ့အဲဒါကတော့တပြည့်တော်ကလည်းတာသနာဝန်ထမ်းဖြစ်တော့နတ်ဆော့ပြားရဲ့တပည့်လည်းတပည့်သားကြီးလည်း ်ဖြစ်တော့လေတမန်ပြန်မြတ်စွာဘုရားရဲ့ဆုံးမတဲ့စကားတွေပဲတပည့်တော်ကတော့ကြားရောက်ပါတမန်ပြန်အဲ့တော့ကြားရောက်လဲဆိုတဲ့ကိစ္စမှာအဲပါလေဆိုတဲ့ခါကျတော့မြတ်စွာဘုရားကပရိနိဗ္ဗာန်ဆောင်တော့မယ်ဆိုတော့ဟိုဟန္တာဒာနိဘိက္ခဝေအာမန္တယာမိဝောဝိရဓမ္မသင်္ခါရဝိရဓမ္မသင်္ခါရဆိုတဲ့ကိစ္စမှာဟာတပည့်တော်အေးငါနောက်ဆုံး အဲတည်စီချမ်းသာကတော့ဝေရတော်မှာတန်ခါရတန်ခါရဆိုတဲ့အကြောင်းကြောင့်ဖြစ်လာတဲ့အချို့အကြောင်းမှန်တယ်များသည်ပြတ်သွားတဲ့တဘာဝတွေခြိပဲဒီမှာပြဒါကြောင့်မို့လို့အပမတိနာတမ္မာတိဟာဆိုပြီးတော့ဒီတတိလက်ကင်ထားဖို့ဒီလိုလိုမြတ်စွာဘုရားမှားွားတယ်ပေါ့နော်မှားွားတယ်ဆိုတော့မြတ်စွာဘုရားကဘယ်တော့အရေးကြီးလို့အဲ့ဒီလိုမှားတယ်လဲဆိုတဲ့ကိစ္စဒီလိုကသုံးသပ်မိတာပေါ့ အဲဆိုတော့ဒီလိုလိုတိုင်းပြည်မှာဟာဒီလိုတိုင်းပြည်မှာကိုဒီလိုကိုယ်နဲ့ပေါ့တင်မတင်မခစားရတာတင်မတင်မရှံပြားတင်မတည်တဲ့တိုင်းပဲကြောင်းပြီးနေတင်မပထမကအဲပထမကတပည့်တော်ကမေတော်ကြီးနဲ့လူထွက်စားခြင်းဖတ်မယ်อืมဟောမထွက်ဖြစ်ဘူးဒီလိုပေါ့ဗျာပြီးရင်တက်ကတူပြတ်မယ်အဲမတက်ဖြစ်ဘူး